Rated အားလုံးပဲမင်္ဂလာပါရှင်။မန္တလေးကတည်းကပြတဲ့ကျဆွန်လိုက်ပါရှင်။ချမ်းမတ်54ကိုဥအောင်ဆန်းဦးတင်ပြခဲ့တဲ့ short စီအတိုင်းလေးလံပြည်ရင်တရားရုပ်ကအမိတ်ချလိုက်ပြီဆိုတဲ့တရင်ကိုဥစွာတက်ဆက်ပြမှာဖြစ်ပါရှင်။ရန်ကုန်မြို့တက္ကသိုလ်ရေးတာလန်ရှိချမ်းမတ်54နေအောင်ဥအောင်ဆန်းဦးတင်ပြထားတဲ့ short ကြီးချက်290ဘီလီယံပြည့်လေးလံတင်းရောင်းချရန်ကမာယုခရန်တရားရုပ်ကယနေ့ရုပ်ချင်းတွင်တရားဝင်အမိတ်ချမှခကြောင်းတရားရုပ်နဲ့နှိစက်သူများချမှတရားပါရယ်။ လေးချိန်မြောက်လေးလံပွဲကိုလာမယ်ဧပြီလ29ရက်နေ့တွင်ပြုလုပ်သွားမည်ဖြစ်ကြောင်းတရားရုံးနှင့်အနီးဆက်တူတူကပြောဆိုထားဖြစ်ပါရယ်အဆိုပါချန်ကိုတော့ရခိုင်ကတရားရုံးကသတ်မှတ်ပေးထားတဲ့လေးလံချန်ခင်းစီပထမအကြိမ်ကျက်335ဘီလီယံဒုတိယအကြိမ်ကျက်300ဘီလီယံနဲ့တတိယအကြိမ်ကျက်298ဘီလီယံတို့ဖြင့်လေးလံပြစ်ခတ်တော်လည်းပဲဝယ်ယူမဲ့သူမရှိခဲ့ပါဘူးထို့ကြောင့်ထမန်လေးနဲ့တည်ရောက်ချနိုင်ရဲ့အတွဲဥအောင်ဆန်ဦးဘဲကတော့တတိယအကြိမ်စီးတဲ့နတ်ဆက်ခွန်ဘီလီယံရှော့ရှာပြီးတင်ပြခဲ့တဲ့ဖြစ်ပါတယ်။ တရားရုံးကတော့ရခဲအခောက်များတွင်ဦးအောင်ဆန်းဦးတင်ပြခဲ့တဲ့ဇင်းလုံးများထက်ပိုပတိုးပြီးတက်မှတ်ပေးခြင်းများရှိခဲ့တော့လည်းပဲလက်ရှိတွေ၎င်းရဲ့ဈေးတားလက်ခံလက်ချင်းဖြစ်ပါတယ်ထို့သို့အကြံမှ94အားလေးလံတင်ရောက်ချန်ရဆောင်ရွက်မှုများပေါ်မှာဂျော်ဆန်စုကြည်ရဲ့ရှင်းနေအဖွဲ့ဖက်ကလည်းပြင်ဆင်မှုတက်ခြင်းကန့်ကွက်ခြင်းများပြုလုပ်ခဲ့ကြဖြစ်ပါတယ်။ ဒေါခင်ကြီးအမီပေါင်းချဲအမ54ဟာနဧကနေပါချဲဝန်းနေပြီး2016ခုနှစ်တွင်ရန်ကုန်အနောက်ပိုင်းခရမ်းတရားရုံးကရင်းချဲမှရှိတဲ့နှစ်ထပ်အိမ်နဲ့မြေတဝဲကိုဂျော်ဆန်စုကြည်က၎င်းတထပ်ပိုင်းနဲ့မြေတဝဲကိုဦးအောင်ဆန်းက၎င်းခွဲဝေပြီးရအမိတ်ချမှခဲ့တော်လဲပဲဦးအောင်ဆန်းကတော့ခြံဝဲတစ်ခုလုံးလေးလံပြင်းပြစ်ပြီးတော့ရရှိလာတဲ့တန်ဖိုးကိုတယောက်တစ်ဝက်ခွဲဝေယူရန် အယူခံအစစ်စင်တက်ခရချင်းဖြစ်ကြောင်းသိရပါတယ်။လက်ရှိမှာအမျိုးတိုင်းရင်ရွေးအစိုးရ NGO ကလည်းချမ်းမ54ကိုဂျာကာလာအမျိုးသားအစ်စ်ညင်ချင်းမှုအမွေအနေဖြင့်သတ်မှတ်ထားပြီးမိသူမဆိုးပိုင်ဆိုင်ခြင်းညောင်ချခြင်းဖျက်ဆီးခြင်းအပါဝင်တားမြစ်ချက်များကိုဖောက်ဖျက်ကျူးလွန်မှုကအရေးယူသွားမည်ဖြစ်ကြောင်းကြေညာထားဖြစ်ပါရယ်။ဂျာဟန်ဒစ်ဆပ်ပင်မှုကျွန်မလည်းကြားနာခုပြပါရှင်။အဘိနာဆုံအတွေ့အကြုံကျေးဇူးတင်ရှိပါရှင်။